လိုင်တရာကတာမီကိစ္စ CCTV မှတ်တမ်းနဲ့တကွာ Twitter သို့ထည့်ဆိုင်ပတ်ကရှင်ပြီးပြည်သူကြီးများအားလုံးပဲမင်္ဂလာပါရှင် Global Media မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီအပိုင်းတွင်မြန်မာဆိုရှယ်မီဒီယာမှာအငင်းပေါ်စရာဖြစ်ဆုံးလူပြောများဆုံးကိစ္စတခုရှိနေပါတယ်။ဒါကတော့လိုင်တရာတွေ့တာသူထဲဆိုင်မှာဖြစ်ပွားခဲ့တဲ့ကလေးတစ်ဖက်နဲ့အမျိုးသမီးတို့ကိုစိုင်းရှင်ကကိုထိလိုက်အောင်ကျူးလွန်ခဲ့တဲ့ဖြစ်စဉ်ပါပဲ။ကျမတို့အားလုံးအစောပိုင်းထွက်လာတဲ့ဗီဒီယိုဖိုင်ကိုမြင်ခဲ့ကြပါဗျ။ အဲ့ဒီဗီဒီယိုဖိုင်ရာဆိုင်ရှယ်မျိုးသမီးရဲ့ကြံတက်တဲ့တုံ့ပြန်မှုကိုလူများစုကဒေါသတကြီးဝေဖန်ခဲ့ကြပါတယ်။ကလီနီရှင်မာတောင်ဒီလိုလုံရသလားဘလောက်ပဲကိုကိုရှက်လက်အလိုက်ပေါ်ဆိုရင်အတန်နေရာတနိုင်ကလုံးလွှမ်းသွားခဲ့ပါတယ်။ဒီကိစ္စရဲ့နောက်ဆက်တွဲအနေနဲ့ပြည်စည်းလဲတုတ်တယ်လို့ဆွဆွဲခံရတဲ့တာမီစီကိုအလူငွေတွေတိမ်းပေါင်းများစွာစီးဝင်သွားခဲ့တယ်လို့ပြည်စည်းခိုးခံရတဲ့ Twitter သူစိုက်ပါရှင်မျိုးသမီးကတော့ကိုတိလက်ရောက်ကျူးလွန်မှုနဲ့ရဲစခန်းမှာထိမ့်သိမ်းမှုဖွင့်ခံထားတဲ့အခြေအနေဖြစ်သွားပါတယ်။ ။ဒီအထိကတော့ပြည်ထောင်များစုတည်ထားနေစားပိုင်းမှာဒါပေမဲ့ဇလန်ကဒီမှာမပြီးသေးပါဘူးရှင်။အခုကမှတော့အမှုဖွင့်ခံထားတဲ့ထွက်တာသူစိုင်းပန်ရှင်ရဲ့မိသားစုမြမဖြစ်သူမက်ဖြူလေးကနေတစိမ့်အပြစ်မှန်ရှင်းလင်းချက်နဲ့တပ်တွေက CCTV မှတ်တမ်းနဲ့ထွက်ပေါ်လာခဲ့ပါပြီ။လူတွေထင်လွဲနေတဲ့ကိစ္စတွေကိုသူတို့ဘက်ကပြန်လည်ဖြေရှင်းလာခဲ့တာပါ။သူတို့ရဲ့ရှင်းလင်းချက်ရအဓိကချက်၃ချက်ကိုကျမတို့တွင်ရပါတယ်။ အချက်တစ်ကတော့ဆိုင်ရှင်မျိုးသမီးဘာကြောင့်ဒီလောက်ထိဒေါသပေါက်ွင်းသွားရသလဲဆိုရင်မူလချောင်းရင်ပါပဲဆိုင်ရှင်ညီမဖြစ်သူရဲ့ဆိုရင်အခုပြစ်စင်းလာရတဲ့မျိုးသမီးဟာသူတို့ဆိုင်ကပြစ်စည်းကိုလစ်တုပ်တာဒါပထမဆုံးချိန်မဟုတ်ဘူးဆိုတာပါပဲတစ်ခါလည်းမဟုတ်နှစ်ခါလည်းမဟုတ်ဒါအသုံးကမြောင်တီတီခိုးခံရတာဖြစ်တဲ့အတွက်ဆိုင်ရှင်ဖြစ်တဲ့သူမှနေနေစိတ်မထိန်နိုင်မယ်ဒေါသတကြီးကိုထိလိုက်အောင်လုပ်မိသွားတာဖြစ်ကြောင်းရှင်းလင်းထားပါတယ် ဒါကတော့လူတိနေသေးတဲ့အချက်တစ်ချက်ပါဒုတိယချက်ကတော့လူတွေရဲ့ခယူနာစိတ်ကိုအ धिक လှုံ့နှိုးခဲ့တဲ့ကလေးနဲ့ပတ်သက်တဲ့ကိစ္စပါဗီဒီယိုထဲမှာဆန်ရှင်ကကလေးကိုပါတခုခုလှုပ်တယ်လို့ကလေးကိုပါဆွဲလာရှမ်းလာလှုပ်တယ်လို့အထင်မှားစရာတွေဖြစ်ခဲ့ပေမယ့်ဆန်ရှင်မိသားစုဘက်ကချပြတဲ့ CCTV ညာသူတို့ဟာကလေးကိုတမင်တကာထိခိုက်အောင်လှုပ်ဆောင်ခဲ့ခြင်းမရှိဘူးလို့ဆိုပါတယ် ။နောက်ဆုံးပါလို့ကလေးကိုယူလိုက်တဲ့လင်းစရောအချင်းချင်းယုံရင်ဆန်ခတ်ဖြစ်နေချိန်မှာကလေးကိုထိမိမှဆိုလို့ကလေးပေးခင်အောင်တီးတန့်ခုံယူလိုက်တာဖြစ်တယ်လို့ဆိုပါတယ်။လူတွေထင်နေတယ်လို့ကလေးကိုနာကျင်အောင်လုပ်တာမျိုးမရှိခဲ့ဘူးဆိုတော့ကို CCTV မှတ်တမ်းနဲ့တကွာတက်တည်ပြဖို့စူးစမ်းလာတာကိုတွေ့ရပါတယ်။ နောက်ဆုံးတတိယချက်ကတော့ရုံရင်းစက္ကပ်ဖြစ်ပြီးသွားတဲ့နောက်ပိုင်းခြေနေပါစိုင်းချင်ညီမဖြစ်သူရဲ့ရှင်းလင်းချက်မှာအလုံးငိမ့်သက်သွားပြီးနောက်သူတို့ဟာကလေးကိုမုံနဲ့ရှိတိုက်ခဲ့ကြောင်းပြီးတော့သူ့မောင်လေးကိုရိုင်းကအဲ့ကလေးကိုမိခင်ဖြစ်သူပစ္စည်းယူသူရဲ့လက်ထဲကိုကောင်းကောင်းမွန်မွန်ပြန်လည်ထည့်ပေးခဲ့တာကို CCTV မှတ်တမ်းထဲမှာတီလင်းမြင်နိုင်ကြောင်းရှင်းပြလာတာဖြစ်ပါတယ်ဆိုတော့ခုပြိတ္တကြီးရှင်မှာတွေးစရာနှစ်ခုထွက်လာပါပြီ ပထမကကလေးရှိမှရိုင်းဆိုင်ကြမ်းတမ်းစွာပြုမှုတွေဆန်ရှင်ဒုတိယဇလံဆန်ရှင်ဘက်ကရှင်လင်းချက်ကတော့တုံးချိန်တီတီကိုခံအလို့တောသားထွက်ပေါက်ကွဲပေးမိကလေးကရောဘေးကင်းအောင်ဖယ်ထုတ်ပြီးမုံကျွေးရီတိုက်ကမိခင်လက်ထဲပြန်ခဲတဲ့ကိစ္စပါတစ်ဖက်မှာလည်းပစ္စည်းလက်တော့တဲ့သူနဲ့ကလေးဟာအမေရှင်တားမိရှင်နေမဟုတ်ဘူးဆိုတဲ့တည်င်းတွေကလည်းတိကျထွက်ပေါ်နေစေဖြစ်ပါတယ် ဒီဖြစ်စဉ်တစ်ခုလုံးမှာဥပဒေအရကိုထိလက်ရောက်ကျူးလွန်တာကမှာပါတယ်။ဒါပေမဲ့လူမှုရေးရာဒီလို CCTV မှတ်တမ်းနေနဲ့ရှင်းလင်းချက်တွေထွက်လာတဲ့အခါမှာပြည်သက်တရဲ့ကနဦးမြင့်တွေခန်းစားချက်တွေပြောင်းလဲသွားနိုင်မှာသလား။ပြည်သက်တို့အနေနဲ့ရောဒီတွေ့တာသူဆန်ရှင်မိသားစုဘက်ကဖြစ်ရှင်းကြဖို့ဘလို့တုံ့တက်မိပါသလဲ။ဒီလိုင်းတရားတမ်းမီဖြစ်စဉ်တစ်ခုလုံးကိုအခုနောက်ဆုံးအချိန်ရဘလို့မြင်ချသလဲဆိုတာကိုလည်း comment တွေမှာဝေရောက်ဆွေးနွေးပေးသွားကြပါအောင်ရှင်။